ရှမ်းပြည်တောင်ပိုင်းအင်းလီကန်ရှိရာညောင်ရွှေမြို့အနောက်ဘက်ကကြေးရွာတချို့မှာတော့မီလာနောက်ဆုံးပတ်ကလေးကမိုးသည်ထန်စွာရာသွန်းမှုကြောင့်ရက်20ကျော်ကြာလာတဲ့အချိန်ထိရေကြီးနေစေဖြစ်တယ်လို့သိရပါဗျ။ညောင်ရွှေမြို့အနောက်ဘက်ကကြေးရွာတွေဖြစ်ကြတဲ့ကြေးကန်၊ညောင်ဝန်း၊ရေဦး၊ရွာသားနဲ့ကန်လာဆတဲ့ရွာတွေကလူနေအိမ်နဲ့တီးနှံစိုက်ခင်းတွေတဲကိုလူတရက်အနီးပါရှိတဲ့အထိရင်းနှစ်မြုံနေစေဖြစ်တဲ့အတွက်ရိတ်သိမ်းခုစုဖို့အခက်တွေ့နေရတယ်လို့ဒေသခံတွေကပြောပါဗျ။ကြေးကန်ရွာအဲညောင်ဝန်း ညောင်ဝန်းရွာရေဦးရွာပြီးတော့အဲရွာသာရွာကံလာရွာပေါ့ကျောင်းညောင်ရှင်မြို့အနီးရွာမှာရှိတဲ့အိမ်တွေလည်းရေမြုပ်တယ်ဒီစပားခင်းတွေဒီကောက်ပဲတိနဲ့စိတ်တဲ့ဒီခြံတွေလဲတွေလည်းအကုန်ရေမြုပ်နေတယ်ဗျအဲရေရတော့ဘာလို့ရှိမယ်ဒီလေကွင်းဆိုတော့ရေရလူတရက်တော့လူတရက်နီနီတော့ရှိမယ်ဗျဒေးပေကြော်ကြော်တော့ရှိမယ်ပေါ့နော်အဲလေကွင်းကရေဆိုတော့အခုချိန်ကလေသမားတွေကတော့ဒီ ရေချဖို့ပဲအမြဲစောင့်နေတာပေါ့နော်ရေချတာလည်းတော့တစ်ခါလေစပါရေဖို့ပေါ်ရေဒီယိုလုံနေကြတယ်သူတို့ရဲ့ပြောဆိုချက်အရဆိုဒီခါလောက်ချီဒီရေကြံနေသေးတယ်ဆိုရင်တော့သူတို့ကတော့ဒီ show ကတော့ဒီလိုတော့ရှိတယ်ပေါ့နော်ဒီကအလုလက်လက်လက်စားတွေကတော့ရင်ငုတ်ပြီးတော့ရိတ်ပြီးမှပေါ့နော်ရသလောက်တော့အဲအဲ့လိုမျိုးတော့သူတို့ကတော့ပြောပြပါတယ်လက်တလုံးရေကထက်မှန်မတက်လာတော့ပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရွာသွန်းခဲ့တဲ့မိုးရေပြန်မစည်းစင်းသေးတာကြောင့်အနေပိုင်းကြေးရွာတွေမှာရေနစ်မြုပ်နေရတာလို့ဆိုပါတယ် စပားရည်နဲ့မြေသိန်းခင်အခုလိုရင်းနှီးမြုပ်သွားတဲ့အတွက်ရေပြန်ကြရင်တော့ဆုံးရှုံးမှုတွေများနိုင်တယ်လို့ညောင်ရွှေမြို့နယ်ကုနုကျွော်မှာနေထိုင်တဲ့ကိုမင်းမောင်ကပြောပါတယ်တူတူလျော့ခက်ခဲတဲ့ရိုက်သိမ်းဖို့တော့မြို့နယ်ချက်မရှိတော့မှာဟုတ်ခါသိမ်းဆိုရင်ကျွန်တော်တို့ဒီဒီလူဝဲချော်လာပင်းကိုမိပါလို့ပေါ့နော်ဒီချော်လာပင်းခွန်လာပင်းလာဆောင်လာပေါ့နော်အဲ့လိုအဲ့လိုပေါ့နော်အခုကမရောက်ခဲ့လေကြီးကြီးခတ်ကြတဲ့လူပေါ့ဒီပြောင်းကြရလေအမကြီးပြောင်းကြလေကြီးဖုံမလို့ရတော့ဥပါအသက်သူက ကျွန်တော်တို့ကခုနလပိုင်းလောက်မှအဲ့လောက်မှတင်းစုကကြအကူကဟိုစပါအပင်တွေကအတိအမမေရီးဘူးလေမမေခင်မြောက်သွားစုကကြလေကြံကြရလေတင်းဖို့မလို့ရလို့ပြရတော့လေပြစီသွားတယ်မှာလုံးဝပြစီသွားတယ်စာခင်ပဲပြောမရဘူးအတ္တိကစခင်တို့ဩအတ္တိကတော့စဘာခင်ပဲပေါ့ဒီဟိုဘလူပြောမှာကစင်းယူပုံမှာစိတ်ကြတဲ့ဟိုကုံစိမ့်ပြီးတော့ဒီဘပတော့ရှိပေါ့နော်အဲ့ဒီတော့မြန်မြန်စစမဟုတ်ပါဘူးအဲ့တော့နီနီလေးပါ မိုးကြီးရေရှမ်းတာကြောင့်စပားကင်းတွေအပြင်အခြားသီးနှံစိုက်ခင်းတွေလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရင်းနှင်းမြုပ်နေတဲ့ကျေးရွာ900မှာတော့အင်ဂျီပေါင်း400ကျော်ရှိနေပြီးလူဦးရေတထောင်ဝန်းကျင်ရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။အဲ့ဒီဒေသခံတွေဟာဇွန်လ12ရက်ကစတင်ပြီးရေဘေးလွေရာဖုံးကြီးကျောင်းတွေအပြင်အိမ်အပေါ်တပ်တွေမှာနေထိုင်နေကြရတယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတွေကပြောပါတယ် စာရေးအတွက်လက်တလောကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေကလှူဒန်းမှုတွေနဲ့အတူအိမ်မှာကြန့်ရှိနေတဲ့အစားအသောက်တွေနဲ့ဖြည့်ရှင်းနေရတယ်လို့သိရပါတယ်ပြည်ရဲ့မေလာနောက်ဆုံးပတ်ကစလို့ရှမ်းပြည်နယ်တောင်ပိုင်းကဒေသတွေမှာမိုးသည်ထန်စွာဇက်တိုက်ရွာသွန်းခဲ့တာကြောင့်တောင်ကြီးအောင်ပန်းကလောရက်ဆောင်တဲ့ညောင်ရွှေစတဲ့ဒေသတွေမှာရေကြီးရေရှည်မှုတွေဖြစ်ခဲ့ရပါတယ် ဒါပေမဲ့အင်းလေးကန်ရှိရာညောင်ရွှေမြို့အနောက်ဘက်ကကျွေးရွာတွေကလွဲလို့မြို့ပေါ်ဒေသကနေရာတွေမှာတော့ရေပြန့်ကျဆင်းသွားပြီလို့အဲ့ဒီဒေသခံတွေစီကနေသိရပါဗျ။2024ခုနှစ်စက်တင်ဘာလအတွင်းကလည်းညောင်ရွှေမြို့နယ်အင်းလေးကန်မှာစံချိန်တင်ရေကြီးမှုကြုံတွေ့ခဲ့ရပြီးတဲ့နောက်2025ခုနှစ်မှာတော့မိုးဥရာသီအစောဝင်ရောက်လာတာပဲဖြစ်ပါတယ်။